not from things you tried and failed အရင်နဲ့ဆိုင်တဲ့အဆိုမိတ်တစ်ခုဖြစ်ပါတယ်ဗျအတိပ္ပယ်ကတော့ကျွန်တော်တို့တွေဟာအရွယ်ရလာတဲ့အမြားနောင်တရတာကြီးရှိတတ်ပါတယ်ကျွန်တော်တို့ရတဲ့နောင်တအများစုဟာကျွန်တော်စူးစမ်းလိုက်ပြီးတော့ကြာရှုံးသွားလို့ရလိုက်တဲ့နောင်တတွေမဟုတ်ပါဘူးဘလို့အချိန်နေရနေရတဲ့နောင်တတွေများလဲဆိုတော့ကျွန်တော်တို့မပြောလိုက်ရတဲ့စကားတွေကျွန်တော်တို့မလုပ်လိုက်ရတဲ့လုံဆောင်ချက်တွေကြောင့်ရလာတဲ့နောင်တတွေများပါတယ်ပို့ပြီးတော့လက်တွေ့ကြအောင်ပြောရရင်ကျွန်တော်တို့လူသားတွေဆိုတာဟာ နေ့စဉ်နဲ့မျှအလုံးမျိုးစုံလူမျိုးစုံနဲ့တွေ့ကြတယ်။ပြီးရင်ကိုစန္ဒအလျောက်လှုပ်ချင်တဲ့အရာတွေလည်းညှဆွာလုပ်ကြပါတယ်။တဖြည်းဖြည်းနဲ့အသက်တည်ကြီးလာတဲ့မျှကျွန်တော်နောင်တရတဲ့အရာတွေဟာကျွန်တော်လှုပ်ခဲ့တဲ့အရာတွေမဟုတ်ပါဘူး။ကျွန်တော်ဓာကြီးလှုပ်လိုက်ရလို့ဟိုနေရာကိုသွားလိုက်ပြီလို့ဒီစကားကိုပြောလိုက်ပြီလို့နောင်တရတယ်ဆိုတာထက်ငါဒါကတော့မလှုပ်လိုက်ရဘူး။အငယ်တုန်းကငါဝါသနာပါရတွေမလှုပ်ခဲ့ရဘူး။ဟိုနေရာကိုသွားလေကျင်ခဲ့တာတောင်မှငါ့မှာအခွင့်အရေးရှိတဲ့အတိုင်းမလဲခဲ့ရဘူး။သူ့ကိုချစ်တဲ့အကြောင်းတွေပြောချင်ခဲ့တာတောင်မှ ငါရဲ့အတ္တမာနတွေကြောင့်တမောငါရဲ့တင်ငယ်စိတ်တွေကြောင့်မပြောခဲ့လည်ရဘူးဒီလိုအရာတွေအတွက်ကျွန်တော်တို့ကနောင်တရတာများတယ်ဗျဆိုတော့ကျွန်တော်တို့အများစုဟာကိုလုတ်ခဲ့တဲ့ကိုမှားခဲ့တဲ့အရာတွေအတွက်နောင်တရတယ်ဆိုတာထက်ကိုမလုတ်ခဲ့ရတဲ့ကိုမပြောခဲ့ရတဲ့စကားတွေအတွက်နောင်တရကြတာများပါတယ်ဒါကိုအသက်25 30ကျော်လာတဲ့သူတွေအများစုခံစားရမှာဖြစ်ပါတယ်အဲ့ဒီအသက်ကြီးလာရင်လည်းကြုံတွေ့ကြရတာခံစားကြရတာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်တွေမှာလည်းလူကြီးတွေ လူလက်အရွယ်တွေသူတို့နဲ့စကားပြောကြည့်လို့ရှိရင်သူတို့ရတဲ့နောင်တအများစုကသူတို့လှုပ်ချင်ပေမဲ့လည်းမလှုပ်ခဲ့ရတဲ့အရာတွေအတွက်နောင်တရကြတာများပါတယ်ဗျဥပမာငငယ်တုန်းကခီးတီသွားလို့ရခဲ့တာနဲ့အလုတ်ကိုပဲဖိလို့ပြီးတော့အသက်တွေကြီးလာတော့မှခီးသွားကျင်လာတယ်အသက်တွေကြီးလာတော့မှလူငယ်တွေခီးသွားတာကြည့်ပြီးတော့အားကျလာတယ်သူတို့တွေနောင်တရကြတယ်ပေါ့တချို့လဲငငယ်တုန်းကအချိန်ပေးပြီးတော့ဂီတာတီးတင်ခြင်းခဲ့တယ်စန်တရားတီးတင်ခြင်းခဲ့တယ်အမှုပညာတစ်ခုခုကိုလိုက်စားခြင်းခဲ့တယ်ပေါ့ဒါပေမဲ့ဘဝအချိန်နဲ့ကြောင်းပဲဖြစ်ဖြစ် ကိုယ့်ရဲ့အတွေးခေါ်တစ်ခုအကြောင်းပဲဖြစ်ဖြစ်မလုပ်ခက်လိုက်ဘူးအသက်တွေကြီးလာတော့မှတခြားသူတွေဒီအမှုပညာလုပ်ငန်းတွေကိုလုပ်နေတာဒီကီတာဒူရီယာတွေကိုတီးမှုန့်နေအောင်မြင်ပြီးတော့နောင်တရကြတယ်ပေါ့။အော်ငါလည်းငငယ်တုန်းကသင်လို့ရခဲ့တာနဲ့မတင်ခဲ့လိုက်ရဘူးဆိုတဲ့နောင်တပါ။အဲ့လိုပဲတချို့သောပေါင်းစည်းဆက်ဆံရေးတွေမှာမိသားစုတွေချစ်သူတငယ်ချင်းတွေကြားထဲမှာလည်းဖြစ်ပျက်တယ်အများကြီးဖြစ်တတ်ပါတယ်။ဥပမာကိုကချစ်ရတာနဲ့ကိုကတန်ဖိုးထားရတာနဲ့ကိုရဲ့အချစ်တွေကိုမဖော်ပြခဲ့တာ။ ကိုတံပိုးထားတဲ့အကြောင်းတွေကိုမဖော်ပြခဲ့တာရှိတယ်။ဒလုံနဲ့ဝေးသွားကြတာသူတို့ဒလုံနဲ့နှုတ်တော်မဆက်လိုက်ရပဲနဲ့လမ်းခွဲသွားကြရတယ်ရှိတယ်ပေါ့။ဒီအတွက်ကျွန်တော်တို့တွေဟာအသက်တည်ကြီးလာတဲ့အခါမှာနောင်တရကြပါတယ်။အားကြောင့်မလို့ဒီစကားဟာလူငယ်တွေအတွက်သင်ခန်းစာပေးတဲ့စကားလည်းဖြစ်ပါတယ်။မိတ်ဆွေတို့လက်ရှိအချိန်မှာကြုံနေရတဲ့အရာတွေသူတို့ကိုယ့်ရဲ့ဝါသနာပါရလမ်းကြောင်းတွေကိုလှုပ်ချင်တဲ့အရာတွေကိုပြောချင်တဲ့စကားတွေကိုမတွန့်ဆုတ်ဖိနဲ့ပြောပါလှုပ်ပါအထူးသဖြင့်ကတော့ကိုယ့်ရဲ့မိသားစုဝင်ချင်းချင်း ကိုချစ်သူကိုမောင်နှမအချင်းချင်းကိုတငယ်ချင်းချင်းချင်းကိုတံပိုးထားတဲ့အကြောင်းတွေကိုပြောပြပါချစ်တဲ့အကြောင်းတွေကိုပြောပြပါစကားနဲ့တည်းမဟုတ်ဘဲနဲ့လက်တွေ့ကိုယ့်ဘက်ကလည်းဂရုစိုက်ပေးပါဝါသနာပါရတွေကိုလည်းအချိန်ပေးပြီးတော့လုပ်ပါဒါမှအတင်ဟာအသက်ကြီးလာတဲ့အခါမှာနောင်တနည်းမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခေါက်ပြန်ပြောပါမယ် most regrets come from things unsaid and actions not taken not from things you tried and failed အဆုံးနဲ့ကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ဘဝမှာနောင်တကင်းကင်းနဲ့ရှင်သန်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ် goodbye